ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုတိတ်ထိတ်ရှင်ဖို့ဇလန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ဒီစကားလေးကတော့စိတ်ကူးရင်ဇလန်းဖြစ်ပြီးတိတ်ကိုမှအလန်တကြားကြည့်ရမယ်စကားတကားပါ။ဇလန်းလေးရဲ့စမှာတော့ငါဖန်းတင်မောအသေးစားလေးနဲ့လူနှစ်ယောက်ကပင်လေပင်ကျဲတဲ့ငါဖန်းနေကြပါရဲ့။ငါမန်းတကောင်ကိုမိတဲ့အခါမှာတော့ငါဖန်းသမားနှစ်ယောက်ကငမန်းကိုလှေနှားထိဆွဲပြီးငမန်းရဲ့စူးထောင်တွေကိုဖျက်ပြီးတော့ယူထားလိုက်ပါရဲ့။ဟုတ်ပါပြီ။ သူတို့ဟာငမန်းတွေနဲ့စူးတောင်ကိုဖျက်ပြီးရောင်းစားချတဲ့သူတွေပါအဲ့ချိန်သင်းမောရဲ့ရေဒီယိုကနေငါဖဲသင်းမောကိုချက်ချင်းထွက်ခါဖို့အမိပြီးခင်ရတာကြောင့်ပြင်ဆင်နေကြတုံးပါပြီသင်းမောကို အရာတစ်ခုကအချိန်နဲ့လာဝင်တိုက်ပါတယ်သူတို့ကနောက်ထပ်ငမန်းတစ်ကောင်ထက်ရအောင်မယ့်ထင်းနဲ့ဆစ်လုံရှားပြီးတော့ပြောနေကြပါတယ်ဒါပေမဲ့သူတို့ရဲ့ပြောတွေဟာတိတ်ကြကြမခံလိုက်ပါဘူးငမန်းတွေဟာအုပ်စုလိုက်ကြီးသူတို့ဘက်ကအမြန်ကူးခတ်လာနေကြတာပါ ငမန်းနေဟာလှေကိုအားနဲ့ဝင်ဆောက်လိုက်တဲ့အချိန်ကြောင့်ငါးဖန်သမားတွေလည်းရေထဲကိုပြုတ်ကျကုန်ပါပြီ။ရေထဲကိုကျလာတဲ့ငါးဖန်သမားတွေကိုငမန်းနေဟာရရက်ဆက်ဆက်ကိုက်ဖြတ်စားတောက်လိုက်ကြပြီးပင်လေတဲ့အသွေးလေးလေးတက်လာခဲ့ပါရဲ့။တအောင်ကြတော့ရေဒီယိုကနေလမ်းတရီပေးတဲ့သူထွန့်ကဆက်လီနဲ့ရှောက်လာပြီးမိလူမရှိတော့တဲ့လေသာကျန်နေခဲ့ပါရဲ့။အချင်းငမန်းတွေကထပ်ပေါ်လာပြီးထရက်ရဲ့လေကိုဝင်တိုက်ဖို့လာနေကြပါရဲ့။ ချိုင်းမဲ့ထရန့်ဟာသူ့လက်ထက်ကရမူလေးကိုနှိပ်လိုက်တာနဲ့ငမန်းတွေဟာတိုက်ခိုက်မှုကိုရှက်လိုက်ပြီးထရန့်သွားရကောလဲလိမ့်မမနဲ့နောက်ကလိုက်သွားခဲ့ကြပါတယ်။သူမကတော့ဒေါက်တာမစ္စတီပါ။သူမဟာငမန်းတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။မစ္စတီကငမန်းတောင်ပိုင်းဟင်းကျိုတစ်ခွက်တွေအသက်ခံခဲ့ရတဲ့ငမန်းတွေဟာနှစ်စဉ်တန်းနေချီရှိတဲ့အကြောင်းကိုပညာပေးဟောပြောနေခဲ့ပါတယ်။အဲ့ချိန်အကြောင်းသူတယောက်ကပင်လယ်ထဲမှာဆို ဘိငမန်းကအန်ဒီရဲ့အများဆုံးလေးလို့မိလိုက်ပါတယ်။ဒေါက်တာမင်းစတီဟာကျွင်းငမန်းတွေဟာငမိန်ဖြူတွေထက်စေစားပိုပြင်းနဲ့ခိုက်အားရှိလို့ပိုအန်ဒီရဲ့များကြောင်ဖြီလိုက်ပါတယ်။တစ်ဖက်မှာတော့ထွန်းဟာငမန်းတွေကိုပြန်ခေါ်လာခဲ့ပါပြီ။သူခေါ်လာတာကတော့စမ်းသက်ရဲ့အဆောက်အုံတစ်ခုပဲဖြစ်ပါတယ်။အိမ်မှာကကျွင်းငမန်းတွေကိုအဓိကစမ်းသက်လိလာတဲ့နေရာပဲဖြစ်ပါတယ်။ဒီကနေငမန်းတွေလွတ်သွားတာဖြစ်ပြီးတော့ကံကောင်းထမစွာနဲ့ထွန်းဟာအကုန်လုံးကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့မစ္စတီရဲ့အတန်းပြီးသွားတဲ့အချိန်မှာ ကားရဲ့လူယုံဖြစ်တဲ့သူတယောက်ကမစ္စတီစီကိုလာပြီးတော့ငမန်းနေပေါ်မှာစူးစမ်းလေ့လာမှုပြုလုပ်နေကြောင်းပြောပြပြီးမစ္စတီကိုလာရောက်စီရင်ပါတယ်။တကယ်လို့မစ္စတီသာကားရဲ့လေ့လာမှုကိုကူညီပေးမယ်ဆိုရင်ကားကမစ္စတီရဲ့ငမန်းတွေမျိုးမသုံးရေးတွေလုပ်နေတဲ့မစ္စတီရဲ့ဖွဲ့ကိုလိုအပ်တဲ့ငွေတွေနဲ့ငါးနှစ်တိတိထောက်ပံ့မယ်လို့ခရီးပေးလာပါတယ်။စမ်းသက်ရေးတခွဲခန်းမှာတော့ထွန့်ဟာသူ့ရဲ့လိုက်ဖော်ကင်ပေးအေရိုကိုဒေါသထွက်နေပါတယ်။အေရိုဟာငမန်းနေလို့မသွားအောင်စောင့်ကြည့်ရတဲ့တာဝန်ရှိတဲ့သူဟာ အဲတော့ဟာတော်လောင်ခင်ရဲ့နေရည်တွေဟာဘာတစ်ခုမှပျက်စီးသွားခြင်းမရှိဘူးလို့သိချရှင်းပြပါရီ။စောက်ကြည့်ကင်မရာတွေမှာလည်းငမန်းတွေဖြက်စီးနေတာဝင်တိုက်တာတွေဘာတစ်ခုမှမရှိနေခဲ့ဘူးလို့အဲတော့ဟာပြောပြနေခဲ့ပါရီ။အကော်လုံးကိုသိချကြည့်ပြီးတဲ့အခါမှာတော့တော်လောင်ခင်ရဲ့ကျမ်းပြမှာခွေးတိုးပေါက်လို့မြေလွနေရာကိုရှာတွေ့သွားခဲ့ပါရီ။ဒီနေရာကနေငမန်းတွေထွက်သွားတာဖြစ်ရမယ်လို့စဉ်းစားရင်ငမန်းတွေဟာဘလို့များမြေကြီးတူးတက်သွားတာလဲ။ဘလို့ထွက်ပြေးသွားတတ်ကြလဲဆိုပြီးတော့အရင်ခေါင်းစားသွားကြပါရီ။ ဒီလိုနဲ့မစ္စတီတို့ကလည်းကားရဲ့ကံလမ်းမကိုလက်ခံပြီးတော့စမ်းသတဲ့နေရာကိုရောက်လာကြပါပြီ။သူမနဲ့တူနောက်ထပ်ပညာရှင်ဆုံးရဲတွေတွေလေးပါလာခဲ့ပါရယ်။သူတို့အကုန်လုံးဟာကားရဲ့စမ်းသမှုမှာပါဝင်ကြမိသူတွေပါ။ကားဟာသူတို့၃ယောက်ကိုငမန်းတွေကိုတကယ်စမ်းသတဲ့အခန်းစီခေါ်သွားခဲ့ပါရယ်။ဒီချိန်ထဲမှာပဲထရန်ကတော့ပေါက်နေတဲ့နေရာတွေလိုက်ဖာဖို့အတွက်ရှင်းငုံနေခဲ့ပါရယ်။ငမန်းတွေပြင်ကိုထပ်ပြီးတော့ထွက်မသွားနိုင်အောင်ခြံစည်းရိုးကိုပြင်ပြီးနောက်ကားကပြစရာရှိတယ်ဆိုပြီးတော့အပေါ်ကိုခေါ်သွားခဲ့ပြန်ပါရယ်။ အဲ့နောက်ငမန်းနေကြောင်ရှင်းပြပေးဖို့အဲရွန်ကိုပြောလိုက်ပြီးအဲရွန်ဘာတခုမှရှင်းမပြလိုက်ရသေးခင်မှာပဲကားဟာအဲရွန်ကိုရှေ့တဲတွန်းချလိုက်ပါရီအဲရွန်ဟာရှင်မကွတ်တတာသိပေမယ့်ကားတစ်ယောက်ကတော့စိတ်ပူရပုံတာမှမပေါက်ပါဘူးဒါအောင်မြင်တော့မစ္စတီလည်းချက်ချင်းခုန်ဆင်းသွားပြီးတော့အဲရွန်ကိုကယ်ဖို့လုပ်ပါရီဒီချိန်ဆက်သက်ခံငမန်းနေဟာအဲရွန်နဲ့မစ္စတီစီကိုကူးခတ်လာနေပါပြီငမန်းနေစပြီးတော့မတိုက်ခိုက်နေသေးခင်မှာတွင်ထွန့်ရလက်ထဲက remote ကိုနှိပ်လိုက်တာကြောင့်ငမန်းနေလည်းဝေးရကိုပြန်ပြီးတော့ကူးခတ်သွားကြပါတော့တယ် အနောက်မှာမစ္စတီနဲ့အဲရွန်ဟာကမ်းရှိရာကိုပြန်တက်လာနိုင်ခဲ့ပါပြီ။ကာရိုအိုဆူဟာငမန်းတွေကိုထိ ंछ ုပ်နိုင်နေဆိုတာသိသွားခဲ့ပြီးတော့မစ္စတီတယောက်ကတော့ဒီဆက်တက်မှုဟာယူကြောင်ကြောင်နိုင်တာပဲလို့ထင်နေခဲ့ပါပြီ။လူတိုင်းအထဲဝင်သွားတဲ့အချိန်အဲရွန်ဟာထရန့်ကိုခေါ်ပြီးတော့ငမန်းဒီကောင်ကသူ့ခြေထောက်ကိုကိုက်ပြီးတော့ဆွဲထားခဲ့တယ်လို့ပြောပါရယ်။ထရန့်တယောက်ကြောင်သွားပါရယ်။အရှင်ကခလုံးနှိပ်လိုက်တာနဲ့နောက်ထောင်နေငမန်းတွေကထိ ंछ ုပ်ဟာပိုခက်လာတော့မှလားလို့တွေးနေမိပါရယ်။ မစ္စတာငမန်းနီကိုလိလာနေပြီးတော့ကားကတော့သူ့ရဲ့ခန်းထဲမှာထိုးဆဲနဲ့စီးရီတမျိုးကိုအကျိုးရဲကိုထိုးသွင်းနေခဲ့ပါရယ်ကားရဲ့လူယုံကဝင်လာပြီးမကြသည့်နေရာမှာငမန်းနီထွက်ပြေးပြီးငါးဖဲသမားနှစ်ယောက်ကိုစားလိုက်တဲ့အကြောင်းပြောလာခဲ့တာပါဒါကိုကြားပြီးတော့လန့်သွားမယ်ဆိုကားကပိုတောင်မှသဘောကျသွားပါသေးတယ်ဒါကငမန်းနီဟာပို့ပြီးတော့တော်လာတာလို့သူကယုံကြည်နေလို့ပါသူ့ရဲ့စီးရီဟာငမန်းနီကိုပို့ပြီးတော့ညံရင်မြမလာစီတာလို့ပြောပါရယ်တိုင်းမဲ့သူ့ရဲ့လူယုံဟာငမန်းနီထက်ပြီးတော့ထွက်သွားတဲ့အခါ လူတွေထိခိုက်လာမှာကိုစိုးရိမ်နေရကြောင်းကားဟာစိတ်မပူနဲ့သူရဲ့စံသက်ချက်တွေပြီးမြောက်သွားရင်ငမန်းတွေအားလုံးကိုတက်ပြစ်လိုက်မှာငမန်းတွေရဲ့တောင်ပံမှာလဲခြေရခံဆက်တွေမြုပ်ထားတာကြောင့်ငမန်းတွေဘဲဘဲတော်တော်အချင်းမြေးပြန်ရှာနိုင်တယ်လို့ပြောပါရည်ဒီစကားဝိုင်းကိုတော့ငမန်းတကောင်ကဗရင်းပေါက်ကနေခိုးနှောက်ထောင်နေခဲ့ပါရည်ဒန်နီယယ်ရဲ့မိမကကားရေးစံသက်မှုဟာအန်နီယေများတာကြောင့်သဘောမကျပေမဲ့ဒန်နီယယ်ဟာစိတ်ချဖို့ပြောနေပါရည် အစကတော့သူမကဝင်းမပါခြင်းနေပေမယ့်ဒေနီယယ်ရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာသူမလေးကားရဲ့အဖွဲတဲပါဝင်လာခဲ့ပါတော့တယ်။မစ္စတီယာဒါရီကိုသိပြီးနောက်မှာတော့ဒီစီးရီတွေကိုငမန်းနေပေါ်မှာဆန်းတက်နေတဲ့ကားကိုပို့ပြီးတော့စိတ်လိုလာပါတယ်။ဒီစီးရီတွေကြောင့်ငမန်းနေဟာပို့ပြီးတော့အန်ရည်ရှိလာနိုင်ပြီးပို့ပြီးတော့အမဲလိုက်လို့စိတ်တွေများလာနိုင်တယ်လို့ပြောပါရီ။တောင်ကဂူးမဆိုင်ဖင်းနဲ့မစ္စတီကိုငမန်းမတကောင်ကိုလိလာခိုင်းပါတယ်။ထွန်းနေချလို့သမားတွေကငမန်းမကိုအိမ်မွေးချပြီးစမ်းသက်ခတ်ထဲမှာချုပ်ထားလိုက်ပါရီ။ ငမဲမကိုမစ္စတီဆန်းတက်နေတဲ့ကားကဒီစီးရီကိုတုံးပြီးတော့လူသားတွေကိုကဲတင်မဲ့သူ့ရဲ့အကြံတွေကိုပြပြနေခဲ့ပါတယ်။လူတွေအကုန်လုံးကငမဲမကိုလေးလာရှင်နဲ့လှုပ်ရှုပ်နေကြတော့မှအပြစ်မှရှိတဲ့ငမဲတွေကလေးလာရေးသမားတွေရဲ့မော်တော်ဘုတ်ရဲ့ကြောက်စုကိုကိုက်ဖြတ်ပြလိုက်ပါတယ်။မစ္စတီတယောက်ကတော့ကားရဲ့အကြံကိုကြားပြီးတဲ့နောက်ကားတယောက်တော့ဒီဆန်းတက်မှုကိုအယံကြီးယူသွဆွဲလန်းနေပြီလို့ထင်လိုက်ပါတယ်။ဒီအတွေးကိုပို့ပြီးတော့ခိုင်မာလာစေတာကတော့စမ်းသက်ရီမှာပါဝင်တဲ့အဖွဲ့ဝင် George နဲ့စကားပြောမိတဲ့အချိန်မှာ ကားကိုယ်တိုင်ကဒီစေးရည်ကိုသူခနာကိုရဲကိုထဲသွင်းနေတာကိုမှသိလိုက်ရှာပါရီ။ဒါပြင်ကားရဲ့ဒီစေးဟာငမန်းတွေကိုတကောင်နဲ့တကောင်ဆက်တယ်လို့ရစီရလို့ပြောပြပါရီ။စကားပြောနေကြတော့ကားကမစ္စတစီကိုလာပြီးတော့ဘာလို့ငမန်းမကအရင်ထူးဆန်းနေရလဲလို့မေးပါရီ။သူမရဲ့စမ်းသပ်လေးလာမှုရငမန်းမရဲ့အကျင့်တွေဟာကားရဲ့စေးကြောင့်ပြောင်းတာမဟုတ်ပေကုံဝင်ရှိနေလို့ဖြစ်တယ်လို့မစ္စတီဟာပြောပါရီ။ဒါ့ကိုကြတော့ကားနေချားသူတွေဟာအံ့ဩသွားကြပါရီ။သူတို့ကအမြဲတမ်းငမန်းတွေကိုသွေးစစ်တာတွေပြုလုပ်နေပြီးကလေးရှိမှရှိအမြဲစောင့်ကြည့်နေကြတာပါ။ မစ္စတီကတော့အန်ထရာဆောင်ရိုက်ကြည့်ပြီးပြီလားလို့ကားရုပ်ကိုမိခဲ့ပါရယ်တပတ်မှာတော့ငမန်းတကောက်ကမော်တော်ဘုတ်ကိုလျှက်စစ်တအားပေးအင်ဗာတာကြီးတွေကိုတွန်းထစ်လိုက်တာကြောင့်ပောက်ကွေးမှုကြီးဖြစ်ပြီးတော့အချက်ပေးတန်နေမိလာပါရယ်ထွန်းကချက်ပေးတဲ့ကြောင့်ပြင်ဘက်ကိုထွက်ကြည့်ခဲ့ပြီးကားကဂျော့ချ်ကိုငမန်းမရဲ့တရေနမူနာကိုယူခိုင်းလိုက်ပါရယ်တတိယခိုင်းနာဖြစ်လို့ကြော်လဲလို့ရပါရယ်မီစီးပြီးပြီးတော့နမူနာယူနေတုန်းမှာငမန်းမကနိုးထလာပြီးတော့ဂျော့ရဲ့လက်ကိုလှမ်းကပ်လိုက်ပါရယ်။ကံကောင်းထောင်းမစွာနဲ့အချိန်မီရှောင်းလိုက်နိုင်ပါရယ်။ အဲ့တော့အနေရရှိတာကြောင့်ငမန်းမကိုတိုးလောင်ကန်နစ်ကိုပြန်လှောက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲနောက်ထပ်ကြီးမားတဲ့ပောက်ကွဲမှုကြီးတစ်ခုထပ်ပြီးတော့ဖြစ်ပြန်ပါပြီ။ဒီပောက်ကွဲမှုကြောင့်အဆောက်အုံထဲမှာရှိသမျှလုံခြုံရေးကင်မရာတွေအကုန်လုံးကိုဖျက်ဆီးကုန်ပါပြီ။ငမန်းတွေကတခုခုကိုကြံစီနေကြတာလို့တော့မှထင်ရပါတယ်။ရုံငန်းနဲ့ထိုင်ပြီးတော့ report ရေးနေတဲ့ crash ကလျှက်စစ်တအားဖြတ်တောက်သွားတာကြောင့်ဘာဖြစ်တာလဲဆိုပြီးသူ့ရဲ့လုပ်ဖို့ကံဘက်တွေကိုရှာပါတော့တယ်။လာရတလန်းလုံးမှာတူလောင်ကန်နဲ့ချိတ်ဆက်ထားသမျှနေရာတွေဟာကွဲအဲ့ရာတွေရေစိမ့်ရာတွေဖြစ်နေခဲ့ပါပြီ။ ကဲမကောင်းစွာနဲ့သူရှိနေတဲ့အခန်းထဲကိုရေရေရှင်ဆုံးဝင်လာခဲ့ပါရီအဲရွန်ကလည်းကွန်ပျူတာကနေတဆင်အစာအုပ်ရဲ့အပြင်ဘက်အကာရီနဲ့ရှောင်းလန်းတွေအားလုံးရေရေဝင်လာပြီဆိုတာကိုသိခဲ့ပါရီမစ္စတီကတော့အမှန်ကနေအပြင်ကိုကြည့်နေရင်အသားစားတွေဘလက်ဘွားဖြစ်နေပြီးတော့တိတ်ဆုံးနေတဲ့ crash ကိုမြင်သွားခဲ့ပါရီမစ္စတီနဲ့ချောင်းသူတွေဟာ crash ရဲ့အတက်မဲ့လောင်းကိုမြင်လိုက်ရတဲ့အခါမှာတော့အရှမ်းလန့်သွားခဲ့ပါရီ crash ရဲ့တိတ်ဆုံးပုံကငမန်းတွေရဲ့ကြိုက်ရမဟုတ်လားဘို့လို့မစ္စတီကပြောပါရီ အဲ့နောက်ဘလိုတတော်ဝါတွေကခရက်ကိုတိုက်ခိုက်သွားလေးဆိုတာအဖြေရှာနေကြတော့မှငမန်းမကြီးဘယ်လာငမန်းလေးတွေကိုမွေးလိုက်ပြီးဆိုတာမစ္စတီကသိသွားပါတယ်။သူတို့တွေဘယ်လာကိုစမ်းသပ်ပြီးတော့တူလောင်ကန်လေးကိုပြန်ပစ်ချလိုက်တဲ့အချိန်မှာတားပေါက်သွားခဲ့တာလို့မစ္စတီကပြောပါတယ်။ငမန်းလေးတွေဟာအကောင့်သိနေတာကြောင့်ချင်းမြောင်းနဲ့အပေါက်ကနေပြီးတော့အဆောက်အုံလေးကိုဝင်လာနိုင်ကြပါပြီ။အဲ့ချိန်မှာထွန်းကပင်လေးဘောကိုပြန်တက်လို့ရမယ့်ထွက်ပေါက်အကုန်လုံးကရေမြုပ်သွားပြီဖြစ်တာကြောင့်ရေအောင်စမ်းသပ်ခန်းရဲ့ကန်တွေကနေပြီးတော့ရေကူးပြီးပဲသွားလို့ရမယ်လို့ပြောပါရယ်။ ဒါပေမဲ့အာမံကပန်းတွေရှိလို့ဘသူကမှရေကူးပြီးသွားဖို့ကိုမစင်စားကြပါကားကတော့မိုက်ကိုပင်မအစာအုပ်စီကိုရင်ငုတ်သွားပြီးတော့ကန်းချီဆောက်တက်တွေကိုအကူညီလမ်းတောင်းပေးဖို့အမေပေးလိုက်ပါတယ်ထရန်ကငမန်းပေါက်လေးတွေအန်နီယယ်ကလည်းရှိသေးတဲ့အကြောင်းပြောတော့မိုက်ကအခုလောလောဆယ်တော့သူတို့တွေဒီနားမှာအစာရှိနေသေးတာကြောင့်အဆင်ပြေလောက်မှာပါလို့ပဲပြန်ဖြေခဲ့ပါတယ်အဲ့ဒါဆိုထရန်ကမိုက်စာတူသွားမင်းမက်ဆီကလည်းသွားမင်းဆိုပြီးတော့ညှိကုန်နေကြတော့မိုက်တယောက်ကစမ်းသက်ခံကနေတဆင့်ပင်လယ်ရှိပြေပေါ်တက်ပြီးတော့ကုညီတောင်းဖို့ဆင်သွားပါတယ် ကန်ဆိုးစော်နဲ့ငမန်းကြီးတကောင်ရဲ့တိုက်ခိုက်မှုကြောင့်မိုက်ကသတိလစ်သွားပါရီ။ထရိုင်ရဲ့မိုက်ကိုကယ်ဖို့အတွက်တိုင်ပင်ထိုးဆင်းသွားပြီးတော့အပေါ်ကိုပြန်ခေါ်လာခဲ့ပါရီ။အပေါ်ကိုရောက်တော့မင်းစတီယာသတိလစ်နေတဲ့မိုက်ကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ပေးခဲ့ပြီးခဏကြာမှမိုက်သတိပြန်ရလာပါရီ။တိုင်းမဲမိုက်ဟာအောက်ဆီဂျင်ဘူးကိုရေထဲပြန်ဆယ်ရင်းနဲ့သူ့ရဲ့ခေါင်းကိုငမန်းကြီးကခုန်ပြီးတော့ကိုက်ဖြတ်သွားခဲ့ပါရီ။မိုက်ရဲ့ခေါင်းတစ်ခုလုံးငမန်းစားခံလိုက်ရတော့ကိုမြင်ပြီးတော့သွေးပြက်သွားတဲ့မစ္စတီငမန်းကိုတတ်ဖို့လက်နဲ့ရှိလာလို့ထရန့်ကိုမေးပါရီ။ ထွန်းကလည်းမိကြီးတွေတော့ရှိတဲ့အကြောင်းပြောခဲ့ပေးမိ။ကားဟာငမန်းတွေကိုတတ်ဖို့လုံးဝခွင့်ပြုခဲ့ပါဘူး။ဒါကြောင့်မင်းစကားတွေချစ်တင်ဖြစ်ခဲ့ကြပြီးတော့လီဖီအားကြောင့်ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပြီးအထင်းကိုရေးတွေအလုံးရှင်းလိုက်ဝင်ချလာပါရီ။ပောက်ကွဲမှုကြောင့်လူစုတွေလည်းကွဲကုန်ကြပါရီ။မစ္စတာထရန့်ရဲ့တခန်းထဲကြပြီးတော့ဂျော့ကတော့အဲရွန်နဲ့ပါသွားခဲ့ပါရီ။ဂျင်နီရယ်ကတော့တယောက်ထဲရှေကူးနေရပြီးတော့သတိလေးနေတဲ့သူမိမကိုအပူတပြင်းရှာနေပါရီ။ကားကတော့တယောက်ထဲဖြစ်နေပြီးစီးရီကိုနောက်တစ်ချိန်သူ့ကိုယ်လေးကိုထိုးနေပြန်ပါပြီ။ အဲ့နောက်မှာမစ္စတီနဲ့ထရန့်တို့တွေ့ပြီးတော့သူတို့လေတန်းဆက်ပိုက်လိုင်းတွေကနေတဆင်ထွက်ပြေးလို့ရတယ်လို့ပြောလိုက်ပါတယ်။ငါးပေါက်တွေကတော့အထဲမှာသူတို့တွေအစာကိုလိုက်ရှာနေပြီးအေရိုနို့ရှိရာအခန်းစီကိုရောက်လာကြပါတယ်။ငမန်းပေါက်တွေရဲ့စာလောင်နေတဲ့တံကိုကြားလိုက်ရတဲ့အေရိုနို့ကလည်းတနည်းအားစီကိုပုံနေလိုက်ပါတယ်။အေရွန်ကတော့ဂရင်ဘော်ကိုတက်ပုံနေပြီးဂျောကတော့ရေချိုးကန်းလေးကိုဝင်ပုံခဲ့ပါတယ်။ငမန်းပေါက်တွေကတော့ဂျောရှိရာတကားပေါင်နာမှာအတင်းတိုးဝင်နေကြပြီးတော့ဂျောကိုစားဖို့အတွက်စောင့်နေကြပါတယ်။ အချိန်နောက်ထပ်ပောက်ကွဲမှုတစ်ခုကြောင့်ရေချိုးခန်းလေးကိုရေတွေဝင်လာပြီးငမန်းသားပေါက်တွေပါဝင်ရောက်လာခဲ့ပါရီဂျော်တီယာဖန်ပောင်းကြောင်ထဲမှာငါးစာဖြစ်သွားခဲ့ရပါရီမစ္စတာကားကိုအခုကိစ္စအတွက်တာဝန်ယူပေးရမယ်လို့ပြောတော့ကားရဲ့စကားထများကြပါရီဖန်ကဝင်တားလိုက်ပြီးလေးတန်းဆက်ပိုက်လိုင်းတွေစီကိုထွက်ကြလာပါရီအဲဒီကိုရောက်တော့မလန်မကန်ကဒန်နီရဲ့အတန်ကိုကြားလိုက်ရတာကြောင့်မစ္စတာဒန်နီရဲ့ကိုသွားရှာခဲ့ပါရီ ထွန်းကတော့ချက်ပေါက်ကိုစစ်ဆေးနေတုန်းမှာကောက်ချစ်တဲ့ကားကသူ့ချောင်းနေမပေါ်အောင်မစ္စတီကိုထားခဲ့ပြီးတော့တကားကိုဖျက်ဆီးပြလိုက်ပါရီ။ဒေနီယယ်ကတော့သူမိမကိုရှာတွေ့ခဲ့ပြီးမြေကံမကောင်းစွာနဲ့သူမိမကသူ့ရှေ့မှာရင်ငမန်းသားပေါက်တွေကိုစားတာခံလိုက်ရပါရီ။ထွန်းနေကားကကားပေါ်တက်ပြီးတော့ကန်းချီဆောက်တက်တဲ့အကူကြီးတောက်ခဲ့ပါရီ။အင်းရုံကတော့ငမန်းသားပေါက်တွေလက်ကနေပြေးရင်ဒေနီယယ်နဲ့တွားဆုံပါရီ။မိမတေးသွားလို့စိတ်တက်ကြနေတဲ့ဒေနီယယ်ဟာတေးဖို့ကိုပဲရွေးချယ်ခဲ့တာကြောင့်အေရိုဟာစိတ်ခွန်အားပေးပြီးတော့ရှောင်းအောင်ခေါ်လာခဲ့ပါရီ။ မစ္စတီယာဂေးစော်ရီပစ္စည်းတွေကိုရှာတွေ့ခဲ့ပြီးတော့တန်တကားကိုဖျက်နေတော့အီရိုနယ်လေးရောက်လာခဲ့ပါတယ်။အဲနောက်တကားကိုတူတူဝိုင်းဖွင့်ကြပြီးတော့အပေါ်ကိုတက်ဖို့လို့တော့ငမန်းသားပေါက်တွေရောက်လာတာကြောင့်မစ္စတီယာဒင်နီယယ်နဲ့အီရွန်ကိုအရှင်သွားနေခိုင်းလိုက်ပြီးတော့သူမကတော့ငမန်းသားပေါက်တွေကိုတားဆီးနေခဲ့ပါတယ်။ ထရိုင်နေကတော့အပေါ်မှာစကားများနေကြတော့အေရွန်တို့တက်လာလို့အပေါက်ကိုဖြွင့်ပြီးအပေါက်ကိုကုတင်ပေးခဲ့ပါရီအေရွန်ကတော့ NEA ကိကိနဲ့တက်လာနိုင်ပြီမြင်ဒန်နီယယ်တက်လာတဲ့အခါမှာတော့ငမန်းသားပေါက်တွေလက်ချက်ကြောင့်အပိုင်းပါမလာခဲ့ပါဘူးမစ္စတီကတော့စမ်းသက်ခန်းကန်ကနေရေကူးလာခဲ့ပြီးတော့သူမနောက်ကိုလည်းငမန်းကြီးတွေလိုက်လာနေခဲ့ပါရီဒါပေမဲ့ကမ်းပေါ်ကိုအလိမ်မြန်မဲတက်လာနိုင်ခဲ့ပြီးသူမကိုတရားပြစ်ထားခဲ့တဲ့အတွက်ရောဒန်နီယယ်တေဆုံးသွားတာတက်ပါကားကိုဒေါသထွက်ပြီးတော့ပြဿနာရှာခဲ့ပါရီ အဲ့ဒီမှာကမ်းခြေဆောက် တပ်ဖွဲ့လောလိုက်တဲ့ဒရုန်းကိုမြင်လိုက်ရပြီးကုညီတောင်းခဲ့ပေမဲ့ဒုံးဟာပင်လယ်ပြင်နဲ့ကပ်ပြီးပြန်လာတာကြောင့်ငမန်းကြီးဖြစ်စီလိုက်ပါရီအဲ့တော့မှကားတရားသူ့ရဲ့ငမန်းတွေညံကောင်းလို့နေရာအတွက်ဖျားတာနေပါရီချွန်းကလည်းကားကိုရွှဲ့ပြီးတော့ငမန်းတွေဟာမင်းတွေ့အုတ်ကူတောင်လွတ်ပေးသွားအောင်မယ်လို့ပြောလိုက်ပါရီသူတို့ရှိနေတဲ့နေရာကလည်းပြိုတော့မှကြောင့်ဘာနီလည်းမှမရှိတော့တဲ့အဆုံရှေးကူးပြီးတော့လေစီးပြေးကြဖို့လိုပါပါတော့ဤအေရွန်ကကြောက်နေတော့မစ္စတီကအေရွန်ကိုရှေးထဲတွန်းချလိုက်ပြီးသူတို့ကခုံချလိုက်ခါလေစီးကူးသွားကြပါရီ ိုင်းမင်းအေရွာငမန်းဆွဲခံလိုက်ရပါပြီ။ကားနောက်ကလိုက်လာပြီးမင်းငမန်းမကမစ္စတီတို့ကိုကြော်ပြီးတော့ကားစီကိုတက်တက်လာနေခဲ့ပါပြီ။ငမန်းမကကားကိုစားဖို့လို့တော့ကားကရင်ငုပ်ပြီးငမန်းမကိုအော်ဟစ်ကခြောက်လှန့်လိုက်ပါပြီ။ငမန်းမကထွက်ပြေးသွားတော့ကားကိုကိုယ့်အကိုအဟုတ်ကြီးထင်ပြီးတော့သူကဘေလာရဲ့သခင်မဲလို့အော်နေခဲ့ပါပြီ။တိတ်မကြပါဘူး။ငမန်းမကြီးဘေလာဟာသူ့ကိုဝါမျိုးပြက်လိုက်ပါပြီ။ အဲ့နောက်နောက်ထပ်ငမန်းတကောင်ကထရန့်လို့ရှိရာလေစီကိုခုံအုပ်ဖို့ကြိုးစားတာကြောင့်ထရန့်ဟာငမန်းကြီးရဲ့ပစက်သေးကိုမိကြီးပြစ်ထိလိုက်ပါရီငမန်းကြီးလည်းမိကြီးကြောင့်တိတ်ဆုံးသွားခဲ့ပြီးအေရွန်ကလည်းလေဘော်ကိုပြန်ပေါ်လာခဲ့ပါရီမစ္စတီတို့လည်းအေရွန်ကိုလေဘော်မှာဆွဲတင်ပေးလိုက်ကြပြီးတော့အေရော်ကတော့ငမန်းတကောင်သူ့ကိုဆွဲသွားပြီးမှထူးဆန်းစာနဲ့ပြန်လုပေးခဲ့တယ်လို့ပြောပါရီဒီလိုနဲ့လီမောင်းပြီးတော့ထွက်ပြေးလာခဲ့ကြရင်မစ္စတီကငမန်းတွေကိုဒီတိုင်းထားခဲ့လို့မဖြစ်ကြောင်းပြောတာကြောင့် ထရက်ကလေကိုရက်လိုက်ပြီးတော့ကြိုတီစီစီထားပြီးဘုံနေနဲ့စာအုပ်ဝင်းကျစ်တစ်ခုလောက်ကိုဖောက်ခွဲဖြက်စီလိုက်ပါရီဒါတွေကိုလေကားကသူစမ်းတက်မှုပောက်ခွဲသွားတဲ့အခါလက်စဖြောက်ဖို့အတွက်ကြိုစင်စီစဉ်ထားခဲ့တာဖြစ်ပါရီအရာအလုံးပြီးဆုံးသွားပြီလို့ထင်ရပေမယ့်ငမန်းနေကတော့မသေးသေးဘူးနောက်ထပ်မျိုးတွေကိုဆက်ပွားကုန်ပြီးတော့လူတွေရှိရာကန်းချီစီကိုရောက်လာရှင်နေ WC2 ကဒီမာဒီမေပြီးဆုံးသွားခဲ့ပါရီနောက်ဆက်တွဲဘလူတွေဖြစ်ပေါ်လာအောင်မလို့ဆိုတာကတော့ WC3 ကြရင်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်။